ကြောင့်ကျွန်တော်ရင်ကုန်ပြောရှင်တာရော့ဗီရင်ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကတော့အဘမင်းတင်ကကျွန်တော်တို့လမ်းညွှန်ခဲ့တဲ့လက္ခဏာပညာနဲ့ပတ်သက်တဲ့ဘုသူရရပွဲတိမတ်ပွဲဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တပတ်တပတ်မှာဘုသူရမှတ်သားပွဲရာကျွန်တော်လက္ခဏာပညာနဲ့ပတ်သက်လို့တစ်ခုတစ်ခုကိုကျွန်တော်တို့လမ်းညွှန်ပြောပြပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာလဲစိတ်ဝင်စားပွဲရာလက္ခဏာနဲ့ပတ်သက်တဲ့ ဘူဒ္ဓရတခုကိုကျွန်တော်ပြောပြသွားမှာပါဘယ်မင်းကြောင်းလေးကကိုယ့်ရဲ့လက်မှာနော်မိစုရဲ့လက်မှာပေါ်နေတဲ့ရှိနေတဲ့ဆိုရင်ဘာဖြစ်တတ်တယ်ဘလို့အကျိုးတက်ရောက်မှုခံစားမှုတွေကြုံရတတ်တယ်ဖြစ်နေတတ်တယ်ဆိုတာမျိုးကျွန်တော်တို့လမ်းညွှန်ပြောပြနေတာပါအဲ့တော့လောကမှာလက္ခဏာပညာမှမဟုတ်ပါဘူးအခြားသောတိတဲ့တိတိုက်တဲ့တက်တဲ့တိုက်တဲ့အဲ့ဒါဟိုပညာတွေကအများကြီးပါပဲနော်လေ့လာလို့မကုန်ပါဘူးအဲ့တော့ဒီဒီဘက်မှာလည်းကျွန်တော်တို့ လက္ခဏာပညာနဲ့ပတ်သက်လို့လမ်းညွှန်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီမြင်းကြောင်းလေးကလည်းကျွန်တော်တို့ရိုးရှင်းပါတယ်သူကညံလမ်းကြောင်းကနေပြီးတော့အောင်မြင်းလမ်းကြောင်းလေးကထွက်လာတယ်ပြီးတော့သူကစနေလက်ကလေးအောက်ပေါ့စနေဂျူဘုံပေါ့နော်နော်စနေဂျူဘုံပေါ့နော်လက္ခဏာရဲ့လက်ကလေးအောက်စနေဂျူဘုံနားကိုရောက်နေတယ်ပေါ့နော်ဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်လမ်းညွှန်တာဖြစ်ပါတယ်သူကအသက် နော်25သို့မဟုတ်30ကျော်နောက်ပိုင်းပေါ့နော်25ကနေ30 30ကျော်နောက်ပိုင်းမှာစတင်ပြီးတော့သူအောင်မြင်တတ်တယ်မိမိရဲ့အကြံဉာဏ်ဟန်နဲ့နော်လှုပ်လို့ရှိရင်ပို့ပြီးတော့အောင်မြင်တယ်ပေါ့အဲ့တော့မိမိရဲ့သူတစ်ပါးပြောတာကိုနားယောင်ပြီးလှုပ်တာထက်မိမိရဲ့အတွေးခေါ်အမျှော်အမြင်အကြံစီမိမိရဲ့ဘဟုတုတမိမိရဲ့လေ့လာမှုတွေနဲ့ပေါင်းဆက်ပြီးတော့ဟလာမိမိရဲ့ဉာဏ်နဲ့ရှင်ပြီးချိန်ဆပြီးတော့လှုပ်မယ်ဆိုရင်လှုပ်သမျှအလုပ်တွေဟာ ောင်မြင်ပေါက်မြောက်တာများပါတယ်အဲ့တော့ဆုံးရှုံးပြက်စီးတယ်ဆိုတာအလွန်ရှားတယ်အဲ့တော့ဒီလူကတော့ကြည်လိုက်လို့ချင်းသူလွတ်ရင်လွတ်တဲ့ဟာတွေကမဖြစ်ဘူးဆိုတာနဲတယ်သူလွတ်ရင်လွတ်တာတွေကဖြစ်တယ်အဲ့ပြီးဒီလူကတစ်စင်းချင်းတစ်စင်းချင်းတစ်ခုပြီးတစ်ခုပြီးအဲတည်တည်တတ်အောင်မြင်လာတဲ့ဆိုတော့မြင်ကြအမှတ်သားပါနော်ဒီဟာကိုကျွန်တော်တို့အခုပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလူကအရင်တော့အိမ်မပိုင်အိမ်ငားနေရတယ်အဲ့သူစူးစမ်းလုံရင်လုံနေအော်အိမ်အိမ်ပိုင်လာတယ်နောက်တော့ကသူတစ်စင်းစူးစမ်းတယ်စူးစမ်းစူးစမ်းရင်အခုဆိုအော်မော်တော်ကားလေး လာဇင်ကငါးလေးပိုင်ဆိုင်လာတယ်။ဟောနောက်တော့တိုက်ကန်းလေးတစ်ခန်းပိုင်လာတယ်။အဲ့ဒါတိုက်ကန်းလေးကငါးတော့ငါးစားရတယ်။ဟုတ်လား။အဲဆူရာမျိုးပေါ့။အော်နောက်တော့ကလုပ်ငန်းခွဲတစ်ခုကလည်းသူ့မှာရှိနေတယ်။အဲဆူရာမျိုးပေါ့နော်။အဲ့အဲ့ဒီလိုသူကအဲအသက်25နှစ်ကျော်အ30ဝန်းကျင်30ကျော်မှာသူကအဲ့ဒီလိုတစ်ဆင့်ချင်းတစ်ဆင့်တစ်ဆင့်ချင်းတစ်ဆင့်ပိုင်ဆိုင်မှုတွေလည်းများလာတယ်။အောင်မြင်မှုတွေလည်းများလာတယ်။ဆိုတော့မြင်းကြောင်အမှန်သားကိုပြမှာဖြစ်ပါတယ်။အဲ့တော့သူကကိုယ်ပိုင် အကြံဉာဏ်နဲ့ပေါ့နော်နော်သူကံကောင်းတာထက်ပေါ့နော်ကံတရားကြောင့်ဘုံတိုင်းအောင်မြင်တာထက်ထပြီးနေ့ချင်းညချင်းအောင်မြင်ကြီးပါတာထက်ကိုပိုင်ဉာဏ်ကိုပိုင်အတွေးအခေါ်နော်ကိုပိုင်တည်တွင်မှုတွေနဲ့သူကတစ်စင်းချင်းတစ်စင်းချင်းအောင်မြင်ပိုင်ဆိုင်လာတဲ့လူတစ်ယောက်ရဲ့မြင်းကြောင့်အမှတ်သားကိုပြမှာဖြစ်ပါတယ်အဲ့ဒါလေးကဒီအမှတ်သားလေးပါနောက်ထောက်ပြတဲ့အမှတ်အသားလေးပါ။ तू ကဘယ်မှာလဲကျွန်တော်တို့အခု ီဆွမ်းနာပြောတဲ့ကျွန်တော်တို့ညံလန်းကြောင်းညံလန်းကြောင်းကနေသူဟာစပြီးတော့ဒီအောင်မြင်လန်းကြောင်းလေးကညံလန်းကြောင်းလေးကိုထိပြီးတော့သူကထွက်လာတယ်။အဲတဖြည်းဖြည်းနဲ့ထွက်လာပြီးတော့ကျွန်တော်တို့ဘယ်လိုရောက်သွားလဲဆိုတော့စနေဂျူအတွင်းပိုင်းလက်ကလေးအောက်ကိုသူကအဆုံးသတ်တယ်ပေါ့အဲ့နေရာမှာ။အဲ့တော့အဲအဲ့ဒီလူတွေကမိမိရဲ့ရှိမှပြောသလိုကိုယ်ပိုင်အကြံဉာဏ်ကိုယ်ပိုင်တိထွေမှုတွေနဲ့တဆင့်ချင်းတဆင့်ဟလာအောင်မြင်လာတယ်။စင်ချင်းတဆင့်တိုးတက်မှုတွေရလာတယ်ဆိုတော့ လူတွေမှာအများစုပါတတ်တဲ့မြင်းကြောင်အမှတ်သားဖြစ်ပါတယ်အဲ့တော့ဒီမြင်းကြောင်လေးများပါတယ်ဆိုရင်တော့အခုနေတဲ့ဒါငါတစင်ချင်းတစင်ချင်းဟလာကိုယ့်ရဲ့အကြံဉာဏ်ကိုယ့်ရဲ့အကူပိုင်းတည်ထွင်မှုအတွေးအကြုံနဲ့အောင်မြင်လာနိုင်တယ်ကိုယ်လုံရင်လုံတာလေးတွေကအကျိုးပေးလာနိုင်တယ်ကံရှိတယ်ဆိုတော့မြင်းကြောင်အမှတ်သားပါအဲ့တော့ဒီမြင်းကြောင်များပါနေတဲ့မိစေများရှိရင်တော့ကျွန်တော်တို့ဂါရာလေးတစ်ခုရွတ်တင်ပါတယ် နော်အဲ့ဒီဂါရာလေးကတော့ကျွန်တော်အလင်းသိင်ပြောပါမယ်ဒို့မဟုတ်ရင်လဲကောမတ်မှာမှတ်မိခဲ့လို့ရပါတယ်နော်အဲ့ဒီအဲ့ဒီဂါရာလေးများအဲကျွန်တော်တို့ရွတ်မယ်ဆိုရင်တော့သူဟာအောင်မြင်တဲ့နေရာမှာအစဉ်ချင်းတဆင့်ဆိုတာတက်ပို့ပြီးတော့ညံဆန်စီပါတယ်နော်ဒီမြင်းကြောင်းလေးပါနော်အဲ့တော့အခုပြထောက်ပြရဲ့မြင်းကြောင်းလေးနော်ဟာလားညံလန်းကြောင်းနေပြီးတော့ထွက်လာတယ်တဖြည်းဖြည်းနဲ့သူဟာ စနေဂျုံရဲ့အတွင်းပိုင်းလက္ခဏာရဲ့အောက်ကိုရောက်တယ်ပေါ့နော်မြင်းညောင်းလေးအဲ့တော့ तू ဟာဟိုမွေးကလေးကစပြီးတော့ငငယ်ရွယ်နဲ့အောင်မြင်တာမျိုးတော့မဟုတ်ပါဘူးအသက်25 30 30ကျော်အတွင်းမှာတော်တော်ကြီးကို तू ဟာအောင်မြင်မှုလေးတွေဟလာပိုင်ဆိုင်မှုလေးတွေ तू ဟာနဲ့ तू အခြေအနေတစ်ခုကို level တစ်ခုဟလာဘဝမှာအဆင့်တန်းတစ်ခုကိုရောက်ရှိနေသူတွေရဲ့မြင်းညောင်းအမှတ်သားဖြစ်ပါတယ်ဒါလေးကိုဒီတစ်ပတ်မှာကျွန်တော်တို့လမ်းညွှန်မျှဝေလိုက်ပါတယ်အားလုံးပဲကျွန်တော်တို့ ဒီလက္ခဏာပညာနဲ့ပတ်သက်ပြီးတော့အဘူးတုဒ္ဒရတွေရရှိနိုင်ကြပါသေးလက်တွေ့ဘဝမှာလည်းဟလာချိန်ဆဆန်းစစ်ပြီးတော့အသုံးဝင်အသုံးချနိုင်ကြပါသေးဗျ။